ခရစ်စမတ်အကျိုးတိတ်ဆိတ်နေတဲ့ဆောင်းရတညမှာဆင်းရဲတဲ့အချုပ်သမားအုံနဲ့ကြောင်လေးတစ်ကောင်ဤတိုင်းနဲ့ဆိုင်ငယ်လေးတစ်ခုရဲ့ကမိမိလေးလင်းနေပါတယ်။အဲဒီညမှာပဲသူတို့စီကိုကကြမာရဲ့တကားခေါက်တန်ရောက်ရှိလာပါတယ်။မြို့တော်ဝင်ရဲ့လက်ထောက်တူရောက်ရှိလာပြီးမြို့တော်ဝင်အတွက်အကောင်းဆုံးခရစ်စမတ်ဝတ်ဆောင်ကိုသုံးရက်အတွင်းချုပ်ဖို့အမိန့်ပေးခဲ့ပါတယ်။ လည်းလက်မခံခြင်းပဲဒီလို့သာပြီးမြောက်ရင်စောင်းကုန်တဲ့အထိငတ်မခေါင်ပါးစံမလို့တော့ဘူးဆိုပြီးအဖြစ်နိုင်တဲ့ကံလန့်ချက်ကိုလက်ခံလိုက်ပါတယ်။နောက်နေမှာတော့ဖိုးဟာသူ့ရဲ့တူရဲသောအဖော်ဖြစ်တဲ့ကြောင့်လေးကိုအနီရန်ပိုးချီလိုက်ဝဲဖို့ဈေးကိုဆင်းလို့လိုက်ပါတယ်။တဲ့တဲ့သာတဲ့တဲ့ပြန်လာလို့ဖိုးဟာသိချာမလိုက်ပေမဲ့ကြောင်လေးဟာစကားနားမထောင်မင်းရှောက်သွားနေခဲ့ပါတယ်။သူပြန်ရောက်လာတဲ့အခါမှာတော့ဖိုးဟာအပြားကြီးပြီးအိတ်ရတယ်လဲနေပါပြီ။ဝတ်စုံကလည်းမပြီးသေးပါဘူး။ အနီရောင်ပိုးချီကလည်းမရှိတော့ဘူး။နိုင်ရီတန်နီကလည်းခရစ်စမတ်မနက်ခင်းစီကိုအရှိန်ဟုန်နဲ့အရွေ့ရွေ့တိုးလာနေပါတယ်။အဲ့ဒီချိန်မှာကြောင်လေးဟာအိရာရဲလဲနေတဲ့အဖိုးကိုကြည့်ပြီးတော့သူ့ရဲ့လောက်ရွေ့တွေနောင်ထားရနေတယ်။မျိုးတော်ဝင်ရဲ့ဝတ်ဆုံတွေကိုလည်းစိတ်ပူပန်နေပါတော့တယ်။ဒါပေမဲ့အန်ဝိုးဝင်ရတစ်ခုကနိုင်ရန်ရဲ့အနောက်မှာစတင်ခဲ့ပါတယ်။အချို့သမားအိုရဲ့ဂရုဏာကြောင့်သက်ရှင်ခဲ့ရတဲ့ကြွက်ကလေးကအဖိုးကိုကူညီဖို့အစီအွေလုပ်နေကြပါတယ်။ ွက်ကလေးတွေကမြို့တော်ဝင်ရဲ့ဝတ်စုံကိုပူချုပ်ပြီးဝဆုပ်ဖြတ်လိုက်ကြပါတယ်။ညနေတကောင်မှာဖိုးရဲ့ဆိုင်ငယ်လေးမှာထူးဆန်းတဲ့လုပ်ငန်းဝင်တစ်ခုဖြစ်လာပါတော့တယ်။ကျဲသီးတွေကိုတင်နေတဲ့ကြွက်ကလေးတွေ၊ပိုးရှိလိမ့်တွေကိုတင်နေတဲ့ကြွက်ကလေးတွေနဲ့အက်ကိုင်းနေတဲ့ကြွက်ကလေးတွေကအဖွဲခွဲပြီးတော့ဆက်နေတကြအလုံးလုံးနေကြပါတယ်။အဲ့ဒီချိန်မှာနေရန်နောက်မှာစောင့်ကြည့်နေတဲ့ကြောင်ကအာအာတင်သွားပြီးတော့သူ့နှလုံးသားရဲ့နှဆိုင်ဆုံးနေရာမှာတစုံတစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ ူတို့ဟာဖြစ်စီတတ်တဲ့ကြွက်ကလေးတွေမဟုတ်ပဲအံ့ဩပဲသူရဲကောင်းငယ်လေးတွေဖြစ်နေတယ်ဆိုတာကိုသူနားလည်သွားပါတယ်။မိုးတောက်ကလေးရဲ့အထီးကြွက်ကလေးတွေကျူးစားချောက်လုပ်ခဲ့ပေမဲ့နောက်ဆုံးကျဲ့သည့်တပောက်ပီစီဖို့အတွက်အနီရောင်ပိုးချီကုံသွားပါတော့တယ်။အဲ့ဒါနဲ့သူတို့ဟာပိုးချီမရှိတော့ဘူးဆိုတဲ့အကြောင်းကိုဆာရွက်ပေါ်မှာရေးပြီးတော့အဖိုးအိုအတွက် message ချန်ခဲ့ပါတယ်။ အဲ့ဒီခိုင်မာပဲကြောင်လေးဟာသူ့ပုံအောင်ရနေရာတွေထွက်လာပြီးတော့သူ့ဝတ်ထားတဲ့အနီရောင်ပိုးချီလေးကိုဇပွဲပေါ်မှာညင်သက်စွာထားခဲ့ပြီးပါတယ်။နောက်နေ့မနေ့ရောက်တဲ့အခါမှာတော့အချုပ်သမားအိုနိုးလာတဲ့အခါသူမျက်လုံးထဲမှာအံ့ဩမှုတွေနဲ့ပြင်းထန်နေပါတယ်။ဝှက်ဆောင်ကြီးတစ်ခုလုံးကလည်းပြင်းစီနေပြီ။ဆောက်ရွက်စပွဲပေါ်မှာတော့နောက်ဆုံးကျယ်သီးပေါက်အတွက်အနီရောင်ပိုးချီလိုက်တာကျန်တော့ပါတော့။ သူဟာနောက်ဆုံးကျယ်သည့်ဘက်ကိုအမြန်ချုပ်လိုက်ပြီးတော့မြို့တော်ဝင်စီသွားပို့ခဲ့တယ်။မြို့တော်ဝင်ကြီးကလည်းဝတ်စုံကိုဝတ်ဆင်လိုက်တဲ့အခါအရှင်အကိုသဘောကျပြီးတော့အကောင်းဆုံးလက်ရာလို့ချီးကျူးလိုက်တယ်။အဲဒီနောက်မှာအဖိုးရဲ့ဂုံတရင်ဟာမြို့အနှံကိုပြန်သွားပြီးတော့ထောက်တယ်တွေလည်းများလာတယ်။အဖိုးကိုလည်းချမ်းသာလာပါတော့တယ်။ဒီပုံမြင်လေးဟာတော့ပုံမြင်သက်သက်မဟုတ်ပါဘူးနော်။ အချို့သမားအိုဟာကြွက်ကလေးတွေကိုစေတနာထားတဲ့အတွက်ဆုလက်ပင်ရခဲ့တယ်။လူတိုင်းဒါမှမဟုတ်တတဝါတိုင်းမှာတော့ကောင်းတဲ့စိတ်တဲ့ကျေးဇူးတည်တဲ့စိတ်တဲ့ရှိတယ်ဆိုတာဒီပုံမြင်လေးကတသိပြနေပါရနော်။ဒီဇလန်လေးကနေဘာတွေသင်ယူခဲ့ရလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါအောင်နော်။ Like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့။နောက်ထပ်အဟောဇလန်လေးကိုလည်းစောင့်ကြည့်ပေးပါလို့ပြောချင်ပါတယ်။ကျေးဇူးတင်ပါတယ်။